မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဒေါအောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအမေရိကန်သမ္မတအင်ဖြူတော်ရှိတွင်မြန်မာတက်ကြွလှုပ်ရှားသူများနှစ်ရက်ဆက်တိုက်တောင်းဆိုတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်နိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်းသားများအားလုံးလွတ်မြောက်ရေးစစ်ကောင်စီ၏အတူရောင်ရွေးကောက်ပွဲကိုလက်မခံကြောင်းကိုအမေရိကန်ပြည်ထောင်စုဝါရှင်တန် DC သမ္မတအင်ဖြူတော်ရှိနှင့်တရုတ်တန်ယုံရှိတို့တွင် ညမအရေးတက်ကြွလှူရှားသူများကဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။ဒေါအောင်ဆန်းစုကြည်အဖမ်းခံရတာကျမ်းမာရေးမကောင်းဘူးလို့အတန်ကြားတယ်။အယံဆိုးရင်တိန်အ мян ဆုံးလှုပ်ပေးဖို့စုယုံတောင်းဆိုတော့ဗမာပြည်သူတွေအစားအိမ်ဖြူတော်ရှိမှအခုလိုတောင်းဆိုပြောပေးနေတာဖြစ်တယ်။အခုဆန္ဒပြပွဲမှာပါဝင်နေတဲ့သူတွေလည်းနေပူမိုးရွာမရှောင်အင်ဖြူတော်ရှိမှဆန္ဒလာပြကြတာပါဟု Human for Myanmar DC Metro Area ဤခေါင်းဆောင်မတ်မှုမှုကသတင်းဌာနကိုပြောပါတယ် တရုတ်ကအတူရောင်ရွေးကောက်ပွဲကိုကူညီမယ်ဟုအတီလင်းပြောလိုက်သည့်အတွက်ရန်သူဖြစ်သွားပြီဖြစ်ပြီးစစ်ကောင်စီသည်တသက်လုံးမတည်မြဲနိုင်သည့်အတွက်ပြည်သူများ၏ဆန္ဒကိုလိုက်မလားလက်တအုပ်စာလူများ၏ဘက်ကိုလိုက်မလားဆိုသည့်ကိုတရုတ်ကိုမေးချင်ကြောင်း၎င်းကပြောကြားပါသည်အမေစုကိုချစ်လို့အမေစုလွတ်ဖို့လာတောင်းဆိုတာပါလူတွေနေတိုင်းသိတယ်တိုက်ပွဲတွေနေတိုင်းဖြစ်တယ်မြမပြည်ကိုလူတွေပြန်လို့ရစေခြင်းနဲ့စစ်ပွဲတွေရစေခြင်းနဲ့ ရံမဖြစ်စေချင်တော့ဘူးဟုအိမ်ဖြူတော်ရှိဆန္ဒပြပွဲတွင်လာရောက်ဆန္ဒပြတောင်းဆိုခဲ့သည့်အသက်၁၇နှစ်အရွယ်ဆန်ယူနီဘတ်စ်ကျော်ကဆိုပါရယ်ဒီကလူတွေအမေရိကန်ကိုကျွန်တော်နိုင်ငံမှာဖြစ်နေတဲ့အရာတွေကိုသိစေချင်တာကျွန်တော်သမရထရန့်ကိုသိစေချင်တယ်သူ့အနေနဲ့အပြောင်းလဲလုပ်စေချင်တယ်အမေရိကန်အစိုးရကကျွန်တော်တို့ကိုကူညီစေချင်တယ်မြန်မာနိုင်ငံတွေကအကြံဖတ်မှုတွေကိုရက်စေချင်တယ်ငြိမ်းချမ်းရေးနဲ့ချမ်းသာရေးပဲအရန်လိုချင်တယ် ကျွန်တော်ဆန္နာကအဲ့ဒါပါပဲဟုအဆိုပါဆန္နာပြပွဲတွင်ဝင်ရောက်ဆန္နာပြတောင်းဆိုခဲ့သည့်အသက်73နှစ်အရွယ်လူငယ်တဦးကပြောပါတယ်အဆိုပါဆန္နာပြပွဲကို Human for Myanmar DC Metro Area အဖွဲ့ကဦးဆောင်ကတက်ကြွလှုပ်ရှားသူမြန်မာများကစက်တင်ဘာလ26ရက်နေ့28ရက်နေ့ရက်စတိုက်အင်ဖြူတော်ရှိတွင်တောင်းဆိုဆန္နာပြခဲ့ကြခြင်းဖြစ်ပါတယ်ဆလပီပြပထွက်ခွင့်တင်းချက်ထားပြီးခီးသွွားဖွံ့ဖြိုးရေးဗီဇာဖြေလျှော့ပေးနေဟုဦးညိုစောပြောတဲ့ဆိုတဲ့တဲ့တင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် ပြပမှထွက်ခွာမိလူငယ်လူရွယ်များအားရန်ကုန်လေဆိပ်၌စစ်ဆေးမှုတင်းကြပ်ခြင်းနှင့်ထွက်ခွာခွင့်မပေး၍လေရင်လက်မှန်ဟိုတယ်ကများဆုံရှုံမှုများရှိနေသည်ဟုပြောဆိုဝေဖန်တန်ထွက်ပေါ်နေတော်လဲပြပခရီးသွားများမြန်မာနိုင်ငံသို့လာရောက်လည်ပတ်မှုအဆင်ပြေစေရန်ပြပဝင်ခွင့်ဗီဇာဆိုင်ရာကိစ္စရပ်များဖြေလျှော့ပေးထားကြောင်းစစ်ကော်မရှင်ဝန်ကြီးချုပ်ဦးမျိုးစောကပြောပါတယ် စက်တင်ဘာ28ရက်ကနေပြည်တော်၌ပြုလုပ်သည့်ကမ္ဘာခရီးသွားနည်းလုပ်ငန်းအထိမ်းအမှတ်အခမ်းအနားတွင်ထို့သို့ပြောဆိုခဲ့ခြင်းဖြစ်ကခရီးသွားထုတ်ကုန်များချဲ့ထွင်၍ရင်းနှီးမြှုပ်နှံကြရန်လည်းအသေးစားအလက်စားလုပ်ငန်းရှင်များကိုတိုက်တွန်းပြောဆိုပါရယ်။ထို့ပြင်မြန်မာနိုင်ငံသည်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန်အလားအလာကောင်းများစွာရှိသည့်အပြင်ရှိရင်ဆွဲခရီးသွားအရင်းမြစ်များကိုစနစ်တကျရေရှည်တည်တံ့အောင်ထိမ့်သိမ်းဆောင်ရွက်သွားကြရန်နှင့်ခရီးစဉ်အသစ်များဖော်ထုတ်နိုင်ရန်လည်းအရေးကြီးကြောင်း၎င်းကပြောဆိုပါရယ်။ ရှင်းတို့ပြောဆိုနေတော့လေလက်ရှိတွင်မြန်မာနိုင်ငံ၏နာမည်ကျော်ခရီးစဉ်ဒေသများဖြစ်သောမြတ်ပတ်လီမြောက်ဦးတို့ရှိရာရခိုင်ပြည်နယ်ကရင်နီပြည်ကရင်ကချင်ချင်းရှမ်းမြောက်တို့အပါအဝင် မကွေစကိုင်းတိုင်းရှိနေရအများစုနိုင်တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီးပြည်တွင်းပြည်ပခရီးသွားလာရန်မလွယ်ကူသည့်အခြေအနေပင်ဖြစ်ပါသည်။အမေရိကန်နိုင်ငံသား၏ဝင်ကြီးဌာနကမြန်မာကိုအသက်အန္တရာယ်ချိန်ကျောက်မှုဖြစ်နိုင်ခြေရှိသောအနေအထားအဆင့်အဆင့်လေးတတ်မှတ်ပြီးခရီးမသွားသင့်သည့်နိုင်ငံများအဖြစ် နေလရှိရ၌ဖော်ပြထားသလိုနိုင်ငံတချို့ကလည်းခရီးသွားရန်မသင့်သောနိုင်ငံစည်းရင်းအတွင်မြန်မာအားထည့်သွင်းထားပါသည်။ဆက်လက်ပြီးဗမော်တိုက်ပွဲတွင်တရင်ဌာနချုပ်အချို့ကိုပြန်သိမ်းကာထိုးစစ်ဆင်လာနိုင်ပြီးစစ်ကောင်းဆောင်ကစကခ27မှုနှင့်တမ88မှုတို့ကိုယာရုထိုးပေးပြီးခေါ်တွေ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါသည်။ စစ်ကော်မရှင်နဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အပြန်အလှန်ထိုးစစ်ဆင်တိုက်ခိုက်နေသည့်ဗမော်တိုက်ပွဲတွင်စစ်ကောင်စီကထိုးစစ်ဆင်အသာစီးယူတိုက်ခိုက်လာနိုင်သည့်အတွက်စစ်အရာရှိတချို့ကိုစစ်ကောင်ဆောင်ကယာတူးတိုးပေးခဲ့ကြောင်းသိရပါသည်စစ်ကော်မရှင်သည်ခန့်စစ်အနေထားနှင့်တိုက်နေရပြီး ထိုးစစ်ဆင်လာပါကလည်း KIA ဤတံပြန်ထိုးစစ်ကြောင်းအမှတ်21စစ်စင်ရေးကိုကဲမှုဌာနချုပ်စကခ21အတွင်သို့တက်ပြန်ဆုံနေရတော့လေယခုရပိုင်းအတွင်စစ်ရေးပြူဟာပြောင်းလဲပြီးထိုးစစ်ဆင်လာနိုင်သည့်အတွက်စစ်အရာရှိနှစ်ဦးကိုယာရုထိုးပေးကြောင်းသိရပါတယ်စစ်ကော်မရှင်သည်စကခ21မှုနဲ့တမ88တမမှုတို့ကိုယာရုထိုးပေးပြီးပြီးခဲ့တဲ့စက်တင်ဘာ23ရက်နေ့ကစကခ21မှနေ၍လေရင်ဖြင့်ခေါ်ထုတ်သွားကြောင်းသိရပါတယ် ရှာတို့တိုးပေးလိုက်တဲ့စာကာခ27မူတင်မင်းလက်နဲ့88တက်မမူကျော်နိုင်တို့ကိုတက်ချုပ်ကခေါ်တွေ့တာလို့သိရပါတယ်။ဗမော်အသာစီးရလို့ရှာတို့တိုးပေးတယ်လို့ဝါရဖြန့်သတင်းလွှင့်နေပါတယ်ဟုတက်ချင်းသတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါတယ်။ဗမော်တိုက်ပွဲအချိန်ဒီမှာပြင်းထန်လာပြီးစစ်ကောမရှင်သည် KIA တညာရှိနေသည်ဘေးရင်ကွင်းတစ်ဖက်ခြမ်းကိုပါထိုးစစ်ဆင်လာကြောင်းသိရပါတယ်။ထို့ပြင်စက်တင်ဘာ26ရက်နေ့ကလေကြောင်းပစ်ကူများဖြင့်မနောကွင်းဘက်အထိစစ်ကြောင်းတက်လာကြောင်းဗမော်သတင်းရင်းမြစ်များထံမှသိရပါသည် စစ်ကော်မရှင်သည်ပြီးခဲ့သည့်စက်တင်ဘာ26ရက်နေ့လယ်12နာရီဝန်းကျင်တွင်လေကြောင်းမှ9ကြိမ်လာရောက်တိုက်ခိုက်ခဲ့ပြီးညနေပိုင်းအထိဒရုန်းပုံကျဲခြင်းလက်နက်ကြီးများဖြင့်ပါပစ်ခတ်၍ပစ်ကူပေးခဲ့သည်ဗမော်တိုက်ပွဲကိုယမန်နှင့်ဒီဇင်ဘာတွင်စတင်ခဲ့ပြီးစစ်ကော်မရှင်၏တပ်ရင်းဌာနများကို KIA ကသိမ်းယူထားနိုင်ခဲ့ပြီးစစ်ရေးအရအသာစီးယူနိုင်ခဲ့သည်ထို့တော်လည်းစစ်ကော်မရှင်သည်ပြီးခဲ့သည့်ဩဂုတ်လကရောက်ရှိလာသည့်စစ်သင်္ဘောများမှလက်နက်အင်အားလူအင်အားဖြည့်တင်ပြီးနောက် KIA သည်တင်ကားတပ်ရင်းအပါအဝင် တရင်သုံးခုခန့်နဲ့ဗမော်လျင်ကွင်းတစိမ့်တစ်ပိုင်းတို့ကိုလက်လွတ်ခဲ့ရသည်ဆက်လက်ပြီးတပ်စေကန်ထူးမရွာကိုစစ်တပ်ကလျင်ဖြင့်ပုံချဲတိုက်ခိုက်မှုအတွင် NUG တင်ကြားရေးအတက်ပညာတက္ကသိုလ်ဒုတိယနှစ်ကျောင်းသူမတ်ထမိုးဦးအပါဝင်တိစုံသူ71ဦးထိရှိလာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်စကိုင်းတိုင်းတပ်စေမျိုးနဲ့ကန်ထူးမရွာကိုအကြမ်းဖက်စစ်တပ်ကလျင်ဖြင့်ပုံချဲတိုက်ခိုက်မှုအတွင် NUG တင်ကြားရေးအတက်ပညာတက္ကသိုလ်ဒုတိယနှစ်ကျောင်းသူမတ်ထမိုးဦးအပါဝင်တိစုံသူ71ဦးထိရှိလာပြီဖြစ်ကြောင်း တန့်စဲပါကပါမှတာဝန်ရှိသူတအူကသတင်းဌာနကိုပြောကြားပါတယ်စတင်ပါလ26ရက်နေ့နနက်7:38မိနစ်ခန့်တွင်တန့်စင်မြို့နယ်ကန်ထူးမရွာကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေရင်ဖြင့်ပေါင်900ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။အကြမ်းဖက်စစ်တပ်၏လေကြောင်းတိုက်ခိုက်မှုအတွင်သင်ကြားရေးအတက်ပညာတက္ကသိုလ်ပညာရေးပွဲမူလာတန်းပညာရေးအထူးပြုဒုတိယနှစ်ပထမနှစ်ဝက်တွင်ပညာသင်ယူနေသော မတ်ထမိုးဦးအပါဝင်ဖြီသူ၁၁ဦးသေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူ၉ဦးထပ်မံရှိကြောင်းသိရပါတယ်။ခိုလီကျောင်းတိုက်ခိုက်မှုအတွင်သေဆုံးခဲ့သောမတ်ထမိုးဦးသည်တက္ကသိုလ်ဝန်ထမ်းဆောင်မှုဘက်ကိုထူးချွန်စွာအောင်မြင်ခဲ့သူတအူဖြစ်ပြီးသင်ကြားရေးအတတ်ပညာတက္ကသိုလ်၏ထက်မြက်တွက်လက်သောကျောင်းသူတအူဖြစ်ကြောင်းအနာဂတ်ပညာရေးဤဆရာကောင်းဖြစ်လာနိုင်သောသမီးကောင်းရည်ရနာတယောက်ဆုံးရှုံးခဲ့ရသည့်အတွက် မိသားစုနှင့်ထပ်တူတင်ကြားရေးအတတ်ပညာတက္ကသိုလ်ဆရာဆရာမများနှင့်တငယ်ချင်းចောင်းသားចောင်းသူများမှအထူးပင်ဝမ်းနည်းကြောင်း NUG ကြားကလာတက္ကသိုလ်ကောင်စီတင်ကြားရေးအတတ်ပညာတက္ကသိုလ်ကထုတ်ပြန်ထားပါတယ်။ကန်ထူးမရွာကိုစစ်ခွေးတွေလေရင်နဲ့ပုံကျဲတိုက်ခိုက်တာတေဆုံးသူ၁၁ဦးအထိရှိသွားပါပြီ။ပြင်းထန်ဒဏ်ရာရရှိသူတွေလည်းပါဝင်ပါတယ်ဟုတန့်စဲပါကဖာမှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါတယ်။ အကြံဖတ်စစ်တပ်သည်တန့်စင်မျိုးနှင့်ကန်ထူးမရွာရှိလူစီကားရနိုဘယ်စီဆိုင်နှင့်စားတောက်ဆိုင်ကိုဘုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတည်ဆုံးသူများတဲ့တွင်ကိုဝင်ဆောင်အမျိုးသမီးများလည်းပါဝင်ကြောင်းသိရပါသည်ဆက်လက်ပြီးကလေးမျိုးကခရိုင်ရဲအုပ်နှင့်ပအာဖတာဝန်ခံတို့ကိုတာဝန်ကနေ NUG ရဲဆိုင်နှင့်ဆိုတဲ့တဲ့တွင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည် စကိုင်းတိုင်းကလေးမျိုးနယ်မှာစက်တင်ဘာ၁၀ရက်နေ့ကအမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်မှာတာဝန်ထမ်းဆောင်နေတဲ့ကလေးခရိုင်ရဲတပ်ဖွဲ့ရဲအုပ်တာဝန်ခံတအုပ်နဲ့မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးပါအဖတာဝန်ခံတအုပ်တို့ကိုတာဝန်ကရက်ဆိုင်လိုက်တယ်လို့ဒေသခံသတင်းရင်းမြစ်တွေကသတင်းဌာနကိုပြောပါတယ်။တာဝန်ကရက်ဆိုင်ခံရသူတွေဟာ NUG လက်အောက်ခံကလေးခရိုင်ရဲတပ်ဖွဲ့ရဲအုပ်တာဝန်ခံဦးအောင်ကြီးနဲ့ပြည်သူ့အုပ်ချုပ်ရေးပါအဖတာဝန်ခံဦးလူလီတို့ဖြစ်ပြီးဗဟုညွန်ကြားချက်နဲ့တာဝန်ကရန်နာလိုက်တာလို့ ဒေတာကန်တရင်ချင်းမြစ်တအူကပြောပါရယ်မကျင်းနဲ့လို့တိုင်တာကနေအထက်ကနေဖြုတ်လိုက်တာလို့သိရပါရယ်ဒီလိုကလေးခရိုင်ရဲတပ်ဖွဲ့ရဲအုပ်တာဝန်ခံတအူနဲ့မြို့နယ်ပြည်သူအုပ်ချုပ်ရေးပအာဖတာဝန်ခံတအူတာဝန်ကရက်ဆိုင်လိုက်တာဟာ NUG ရဲ့ဗဟုညွန်ကြားချက်နဲ့တာဝန်ကရက်ဆိုင်လိုက်တာလို့ဆိုပါရယ်သူတို့နှအူဟာအမိတ်မနာခံမှုတာဝန်ပြက်ကွက်တာတွေကြောင့်တိုင်ကြားခံရပြီးတော်ဝင်ကရနာခံလိုက်ရတာဖြစ်တယ်လို့နာမည်မဖော်လို့တဲ့ကလီးနုနယ်အုပ်ချုပ်ရေးအဖွဲ့ဝင်တအူးကပြောပါရယ်ကိုအောင်ကြီးကတော့လုတ်ပိုင်ခွင့်ကြော်လွန်တာလို့သိရတယ် ။ဦးလူလေးကတော့အရင်2024ခုနှစ်ကလည်းခဏခဏတိုင်ခံရတာတွေရှိတယ်။တာဝန်ပေါ်ရတာတွေခဏခဏတိုင်ခံရတာတွေရှိတယ်လို့သိရပါတယ်။ဒီလိုမျိုးနဲ့ရဲအုံနဲ့ပါအာဖတာဝန်ကံတာဝန်ကရက်ဆိုင်လိုက်ပေမဲ့လက်လက်နေရာတွေကိုလူစားထုတ်ခန့်အပ်တာမရှိသေးဘူးလို့ဒေသခံတွေကဆိုပါတယ်။စကိုင်းတိုင်းအတွင်းမှာအမျိုးသားညီညွတ်ရေးအစိုးရ NUG ကလက်ဆောင်မှုနဲ့ကဏီမြို့နယ်တရားသူကြီးအဖွဲ့ဥက္ကဋ္ဌဒေါ်ပန်ထရာမြို့နယ်တရားသူကြီးအဖွဲ့ဝင်တွေဖြစ်တဲ့ဦးကလုံး ဦးစာမဏီနဲ့ဦးဖင်လုံတို့လေးဦးကိုဇူလိုင်18ရက်နေ့ကတာဝန်ကရန်နာထားသလိုဇူလိုင်29ရက်နေ့မှာလည်းခဏီမြို့နယ်စွမ်းအင်ဝင်ကြီးဌာနမြို့နယ်တာဝန်ခံတအူးကိုလည်းတာဝန်ကရန်နာထားခဲ့ပါတယ်